ဟုတ်ပြီနော်အချိန်များစွာအနတ္တနုပတနာ အနတ္တလက္ခဏာအနတ္တဉာဏ်ကိုရူပမိတ်ခွေအနတ္တဝေဒနာအနတ္တသင်္ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တသဗ္ဗေသင်္ခါရဓမ္မသဗ္ဗေဓမ္မအနတ္တတိလို့မြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဖတ်ရလေဘုရားရှင်ကိုရောမြတ်သည်အချိန်များစွာဆုံးမခဲ့သည်အေဝံဤသို့ဘဂဝါဘုရားရှင်ကိုရောမြတ်သည်ဘဂဝါဘုရားရှင်ကိုရောမြတ်သည်သုံးလုံးကဒေါတာသဗ္ဗညုမြတ်စွာဘုရားသည်သာဝကေသာဝကတို့ကိုဝိနေတိဆုံးမတယ်ဖတ်ရလေသာဝကေသူသာဝကတဲ့သာဝကတို့၌ တာဝကတွေအပေါ်မှာအနုသာသနိဘဟုလာချိန်ဖန်များစွာ ဆုံးပါကြတဲ့တရားပြင်းလိုက်နာပါ။ဒါပြင်အနတ္တလက္ခဏာအနတ္တညင်အနတ္တတရားတော်သည်ဖယားရှင်ချိန်ဖန်များစွာတာဝကေတုအနုသာသနိဘဟုလာပဝတ္တတိချိန်ဖန်များစွာ ဆုံးပါကြတဲ့တရားပြင်းရောအနတ္တသို့မဟုတ်တရားမြတ်မဟာလို့သုံးပါသည်။ဟောမောတင်းစပါတယ်လေ။တိဖယားရှင်သည်ချိန်ဖန်တရားဥဓမ္မဆက်ကိုဟောပြီးပြီးချင်း အရင်ဦးဆုံးအနတ္တလက္ခဏာကိုဟောခြင်းကြောင့်တရားမြတ်မဟာလို့ဆိုပါသည်နှစ်အဲ့ဒီအနတ္တလက္ခဏာတရားကိုအကျဉ်းများစွာမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဘာလဲလေသာဝကေသူသာဝကရေပေါ်နေဘူလာပေါ်တတိအနုဒသနိချိန်ပံများစွာဆုံးမခဲ့တဲ့တရားဖြစ်ခြင်းကြောင့်မြတ်ပါတယ်ဟုတ်ပြီနော်သုံးကျောင်းယောတရားအားလုံးနေမှာစူလာရာဟုလောဝါရသုဒ္ဓါလို့ခေါ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကသာကြီးရာဟုလာကုန်ခေါ်စွာရပါတယ်လေသာတော့ရာဟုလာကုန် တို့ရားတားတော်ရောက်လောက်မြတ်စွာဘုရားဆုံးမလိုက်တဲ့စူလရာဟုလောဝါဒသုတ်တမအကြောင်းကျိုးအလုံးကိုအနတ္တလို့ရှုလို့တို့ပြောကြတယ်ဘလို့လဲလေအကြောင်းတရားကိုလည်းအနတ္တအကျိုးတရားကိုလည်းအနတ္တပိဿကြီးပြောကြည့်မယ်အကြောင်းတရားကိုလည်းအနတ္တ အကြောင်းတရားကိုလည်းအနတ္တလို့ရှုမယ်အကျိုးတရားကိုလည်းအနတ္တရှုမယ်ဘုရုကိုဟောခဲ့တာလေသာတော့ရာဟုလာလေးကိုဟောခဲ့တာမဟာရာဟုလောဝါဒသုတ်တံလို့လည်းရှိတယ်ဆူလရာဟုလောဝါဒသုတ်တံလို့လည်းရှိတယ်သုတ်တံနှစ်ခုတည်းကဆူလရာဟုလောဝါဒသုတ်တံမှာသာတော်လေးကိုမြတ်စွာဘုရားရှင်ကိုရမေကဘာဟောလိုက်လဲချက်သားရာဟုလာအကြောင်းတရားကိုလည်းအနတ္တလို့ရှုအကျိုးတရားကိုလည်းအနတ္တလို့ရှုတန်ခိုင်းမယေတိရာဟုလာတဲ့စက္ခု အနတ္တယူပါယုံ အပြင်မှာရှိနေတဲ့ယူပါယုံလဲအနတ္တအတွင်းထဲမှာရှိတဲ့စက်ကူလဲအနတ္တဝေဒနာလဲအနတ္တအဲ့ဒီစက်ကူနဲ့ယူပါယုံပေါင်းစုံလိုက်တဲ့ဝေဒနာလေးပေါ်တဲ့အနတ္တစက်ကူဝิญဉ်လေးမြင်သိစိတ်လေးပေါ်တဲ့အနတ္တအဲ့ဒါလေးသွားတက်မဲ့လိုက်တဲ့တဏအနတ္တဘယ်လိုလိုက်ဟောတာဘယ်လိုလဲလဲအကြောင်းတရားလဲအနတ္တအကျိုးတရားလဲအနတ္တရာဟုလာကိုဘယ်လိုဖျားရှင်ပေးတယ်လဲဟောတယ်လဲအကြောင်းတရားလဲအနတ္တအကျိုးတရားလဲအနတ္တနော်ဘုသူ့ကိုဟောတာလဲ ာတော့ရောက်လာတဲ့ဝေဒနာတရားကလည်းအနတ္တပါတဏှာတရားကလည်းအနတ္တပါလို့အဲ့ဒီစူလရာဟုလောဝါဒသုတ်တံမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကအကြောင်းတရားကိုလည်းအနတ္တလို့ဆိုသည်အကျိုးတရားကိုလည်းအနတ္တလို့ဆိုသည်ရမနော်နောက်တစ်ခုဆက်သွား၃ကာလသုံးရလုံးနဲ့သက်ဆိုင်တဲ့တရားယထာဘုဒ္ဓညင်နဲ့လည်းသက်ဆိုင်တဲ့တရားဗါတယ်လေကာလသုံးရနဲ့သက်ဆိုင်တယ်ယထာဘုဒ္ဓညင်နဲ့သက်ဆိုင်တယ်ယူပန်ဘိခွေအနတ္တအတိဒနာကတံ ခြေသားတို့ဘိတ်ခွဲခြေသားတို့ယူဝံယုတ်တရားဒီအနတ္တအနတ္တတရားအတိဒါနာကရအတိတ်ကာလ၌ဖြစ်တဲ့ယုတ်ဒီကလည်းအနတ္တဖြစ်ခဲ့ပြီးတယ်မဟုတ်အနတ္တအနာဂတ်ကာလမှလည်းအနတ္တကောပနာဝါရောပိစ္ဆုပန်နတာပိစ္ဆုပန်ကာလမှရှိတဲ့ယုတ်တရားတွေကလည်းအတိတ်ကောအနာဂတ်ကောပြစ်စုံပံကာလသုံးရလုံးမှာဖြစ်တဲ့ယုတ်တရားတွေကအနတ္တာအေဝံပတ်သံဘိခဝေသုဒ္ဓဝါရိယသာဝကောအိကဲ့သို့ရှုလိုက်သည်ရှိသောအရိယသာဝကသည်အတိတ်သမိုင်းအတိတ်နဲ့ဖြစ်ခဲ့တဲ့ယုတ်ပသမိုင်းယုတ်တရားနဲ့လည်း ော့အနာပိကကောအနာပိကောရှုငယ်ခြင်းမရှိသည်ဖြစ်၍အနာဂတ်နောက်အနာဂတ်ဖြစ်ပေါ်လာမယ့်ယုတ်တရားရူပံယုတ်တရားကိုလည်းနာပိနန္ဒတိတတ်မဲ့ခြင်းလည်းမရှိတော့ပစ္စုပန်နာတာပစ္စုပန်မှာဖြစ်မဲ့ယုပ္ပတယုတ်တရားပေါ်မှာလည်းနေဗိဒာယညင်းငွေသည်ဖြစ်၍ဝိဒါကာယတတ်မဲ့ခြင်းကင်းသည်ဖြစ်၍ဏိရောဓာယချုပ်ငင်းရာသို့ရောက်ခြင်းဖြစ်၍ပฏิပန်သောကျင့်သည်ဟုတ်သည်ဖြစ်၏ဟာကြည့်မယ်တဲ့အဲ့တော့အဲ့လိုရှင်းရလို့ရှိရင်နေဗိဒာညာရသွားပြီ ဝိရဝိရကညံ့ရသွားပြီနိရောဓညံ့ရသွားပြီအဲ့တော့ဝိရကဆိုတာတက်မရှင်ခင်းနဲ့နိရောဓဆိုဒုက္ခချုပ်ငိမ့်ကိုကျင့်ရရောက်ပါတယ်တဲ့မဝင်းစောရအဲ့လို့ဆိုရင်ယထာဘူတညံ့ရဖို့အတွက်အခြေခံအထောက်ပံ့ဖြစ်ပါတကောတဲ့ဘယ်လိုလဲလဲယထာဘူတညံ့ရူပံမိတ်ခွေအနတ္တအဲ့ဒီယုတ်တရားကိုကြည့်ရလို့ရှင်ရင်အဲ့ဒီယုတ်တရားကိုရှုနေတဲ့ဈေးမာတဲ့ယထာဘူတဟုတ်တိုင်းမှန်သောယုတ်တရားသည်အတ္တလားအနတ္တလားအနတ္တအနတ္တကိုအနတ္တလို့သိရင်းသည်ယထာဘူတညံ့ဟုတ်တိုင်းမှန်ဆိုတာသိတယ်ညင်းလို့သူဆိုပါတယ် ယထာဘုဒ္ဓဆိုတာဘာတယ်လဲဟုတ်တိုင်းမှန်ဆိုတာသိတယ်ညံယုတ်တရားကိုအနတ္တကိုအနတ္တလို့သိရင်သိဘာတယ်လဲဟုတ်တိုင်းမှန်ဆိုတာသိတယ်ညံလို့ဒါဆိုပါတယ်ဟုတ်ပြီနော်အဲ့တော့ယထာဘုဒ္ဓညံယုတ်တရားကိုအနတ္တလို့သိလိုက်ခြင်းသည်ဒုက္ခကိုသိရရောက်ပါတယ်ဒုက္ခကိုသိရင်သစ္စာသိတယ်သစ္စာသိရင်မဂ်ကင်ဝင်တယ်မဂ်ကင်ဝင်ရင်နိဗ္ဗာန်မြင်တယ်ပြီးသွားပြီဗျာကိုယ်တော်ဘုရားလေးယုတ်တရားကိုအနတ္တလို့မြင်သိလိုက်တယ်သိလိုက်ယထာဘုဒ္ဓညံအနတ္တရူပနတ္တရူပံယထာဘုဒ္ဓံပါဇာနာတိ ရူပံယုတ်တရားကွာနတ္တနတ္တဝိယထာဘုဒ္ဓဝိမံစွာပသနာတိသိလိုက်ပါတယ်အဲ့လိုသိရလို့ရှင်ရင်သင်္ကတန်ရူပံသင်္ကတန်ရူပံရတ္ထဘုဒ္ဓံဟုတ်တိုင်းမှန်စွာပဒံတွေသိလိုက်ပါတယ်သိရင်ယုတ်တရားကိုဟုတ်တိုင်းမှန်စွာသိတာပြင်ဒုက္ခကိုမြင်တယ်ဒုက္ခကိုမြင်ရင်သစ္စာမြင်တယ်လို့ဆိုတယ်သစ္စာမြင်ရင်နိဗ္ဗာန်ဝင်တယ်လို့ဆိုလိုက်ပါတယ်ဒါသစ္စာမြင်ရင်နိဗ္ဗာန်ဝင်တယ်နိဗ္ဗာန်မြင်တာနိဗ္ဗာန်ဝင်တာဘာလို့လဲတရားနာလို့ဟုတ်လားကိုယ်စိုက်ဘာလို့လဲတရားနာလို့ဒါခန္ဓာဝတ္တံပါဠိတော် ဆက်ရှိဆက်သွားရင်စက်ကုံဘိခွေနတ္တာအတိဒါနာကရံကောဘန္နဝရောပိစုတ်ဘန္နောစက်ခုတရားလေးကိုတစ်ခုတည်းကိုလည်းသီးရရှုနိုင်ပါတယ်ခန္ဓာ၅မျိုးကိုလည်းပေါင်းရှုလို့လည်းရတယ်အစိတ်စိတ်ရှုလို့လည်းရတယ်ရုပ်တရားကြီးကို ပေါင်းရှုမယ် ်ရုပ်တရားတွေမှာရှိတယ်မျက်စိနားနှာခေါင်ရှာကိုယ်စိတ်သပင်သွားကေသာလောမနခဒန္တာတဆောအေရူအေပါအဲ့ဒါလေးအစိတ်စိတ်ကလေးလေတခုချင်းအနတ္တတင်လို့ရတယ်အပေါင်းနဲ့အနတ္တတင်လို့ရတယ်တဲ့ဒီလိုလားမောင်ဆောင်စက်ကုံးဘိတ်ခွေအနတ္တကေသာဘိတ်ခွေအနတ္တချစ်သမီးတို့ညီမတို့ရေမင်းတို့သပင်လေးရအနတ္တသွားလေးသွားပြင်းတယ်လက်သေးလေးသွားဆိုးတယ်အော်ကေသာလောမနခအနတ္တဒန္တာအနတ္တတင်လို့ရတယ်ဟုတ်လားမောင်ဆောင် ဘာလဲလဲတင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ခန္ဓာအစိမ့်အစိမ့်အတင်းလို့ရတယ်အပေါင်းအပေါင်းလည်းတင်းလို့ရတယ်ရမယ်နော်ယုတ်တရားကြီးအကုန်လုံးကိုမမှတ်မိရင်အပေါင်းယုတ်တရားအလုံးဒီအနတ္တအဲ့လိုမဟုတ်လို့အစိမ့်အစိမ့်လေးတင်းရင်ရောမျက်လုံးလေးကငါတို့မျက်လုံးလေးဒီအနတ္တအော်ငါမြင်လိုက်တဲ့ရုပ်ရှင်ကြီးတွေယူပါယုံလေးဒီအနတ္တတို့ပြောတဲ့စကားလေးဒီအနတ္တကြားတဲ့အသံလေးဒီအနတ္တဒီသချင်းလေးတွေအနတ္တပဲပျောက်ပျောက်သွားတယ် ကြားထဲမှာလည်းပျောက်သွားတယ်ဟုတ်တယ်နော်ကြောက်ကြည့်လေတန်စင်တေးလေးတွေယင်နေရှိသမျှဖွင့်ဆိုမယ်ဟောရောတန်စင်တေးလေးပြောတယ်မှာတန်စင်ရောက်တဲ့ခါမှာတန်ချုံရင်းသွားတယ်တန်စင်တီးလေးတွေရင်နေရှိသမျှဖွင့်ဆိုမယ်တမည်စီချကဘာကြီးချတော့တမည်စီချပြောလေနော်ကဘာရမှာတမည်ချုပ်ငင်းသွားပြီတမြေတမည်စီချပြောတယ်မှာတရောက်တဲ့ခါမှာမြေမြေရောက်တဲ့ခါမှာတချုပ်ငင်းသွားပြီချမ်းမြေချမ်းမြေပါစေချမ်းမြေပါစေလို့ပြောမှာစေရောက်တဲ့ခါမှာရှေ့ရဆုံးလေကိုချုပ်ငင်းသွားပြီအနတ်တာ ။ဒါတတ္ထာယုံဒီအနတ္တချုပ်လို့ရပါတယ်တဲ့။နောက်တစ်ခုဤအနတ္တတရားသည်ဖျားပွင့်သည်ရှိဖြစ်စေမပွင့်သည်ဖြစ်စေရှိပါတယ်တဲ့။ဥပ္ပါဒဝဥပ္ပါဒဝဘိဝေတ္တကရဏံဥပ္ပါဒဝတ္တကရဏံထိတာဝတ္တတုဓမ္မထိတတ္တာဓမ္မနိယမတာဓမေတိဆရာတော်တို့တရားဟောသည်ဖြစ်စေမဟောတော်သည်ဖြစ်စေသေသည်ဖြစ်စေရှင်သည်ဖြစ်စေဖျားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေအနတ္တအမြဲရှိတယ်။ဒါအနတ္တသည်ဓမ္မနိယမ the law of nature ဖခင်ကတရားတွေကိုမလုပ်တာလေဤအနေဆာဒုက္ခအနတ္တတရားတွေကိုဖခင်ကဖန်ဆင်းလိုက်တာမဟုတ်ဖခင်ရှင်ကရှာဖွေတွေ့ရှိတာဒါကြောင့်ဗုဒ္ဓသည် our buddha our lord buddha he is a discoverer not inventor so invention လုပ်တာမဟုတ်ဘူး discoverer discoverer ရှာဖွေတွေ့ရှိတာအနတ္တသည်အရင်ထဲကရှိပြီးသားတမ္မာတမ္ဗုဒ္ဓကသစ္စာလေးတည်းမသိသေးခင်ညီတော့အနတ္တမထင်ရှားဘူးတမ္မာတမ္ဗုဒ္ဓသစ္စာလေးကသိတဲ့ကရဓမ္မစရာတရားဟော အနတ္တလက္ခဏာသို့ခေါ်တော့အနတ္တထင်ရှားလာတယ်အနတ္တသည်ဖျားပွင့်လို့ရှိတာလားငကိုတည်းရရှိတာလားဖျားပွင့်မှအနတ္တရှိတယ်ဆိုရင်ဖျားကအနတ္တကိုဖန်ဆင်းတဲ့တရားဖြစ်သွားတယ်တို့ဖျားဘာမှဖန်ဆင်းဘူးအတိအမှတ်တာဖျားပွင့်တယ်မှာတစ္ဆာလေးပါရှိတယ်ဆိုရင်တစ္ဆာလေးပါသည်ဖျားကြောင့်ဖြစ်တယ်လို့ဖြစ်သွားရင်မှားသွားပြီလေတစ္ဆာဖျားလည်းပြိနေမှန်ဆောင်တစ္ဆာလည်းပျောက်ရောမြတ်စွာဘုရားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေပြိနေမှန်ဆန်သည်ဖြစ်စေမဆန်သည်ဖြစ်စေတစ္ဆာလေးပါရှိလားရှိတယ်အနတ္တလက္ခဏာရှိလားရှိတယ် ဒါမှဘေကွေခြေသားတို့တတကရဏံဘုရားရှင်တို့ဤဥပ္ပါဒဝါဖြစ်ထွန်းပေါ်ပေါက်တော်၎င်းအနုပ္ပါဒဝါဘုရားရှင်မပွင့်တော်၎င်းဘာတယ်လေဘုရားရှင်မပွင့်တော်၎င်းထိတာဝသာဓာတို့အဲ့ဒီအနတ္တတတ္တရားကြီးသည်ထင်ရှားရှိသလားလဲဓမ္မထိတာတာတရားသဘောအနေနဲ့ရှိတယ်ဓမ္မနိယမတာတရားဓမ္မနိယမအပြင်ရှိပါတယ်သာသဗ္ဗေဓမ္မအနတ္တတဲ့တန်တထကရောအဲ့ဒီအနတ္တသဘောတရားကိုတထကရောဘုရားရှင်ဒီအပိသံမုဒ္ဒတိထိုးထွင်းရသိပါဤ အဘိသမောသိတော်ထိုးထွင်းသိပြီးတော့မှအဘိသမေတော်သိပြီးတော့မှအာစိတ်ကတိဟောတာပါဒေသေတီပြတာပါကွယ်လို့ရဲ့ဖယားရှင်ထင်ရှားပြခဲ့တာပါဖယားပါတယ်လေထင်ရှားပြခဲ့တာပါမြတ်စွာဘုရားမပွင့်သည်ဖြစ်စေပွင့်သည်ဖြစ်စေတရားတော်အဲ့ဒီအနတ္တဆိုတဲ့ဓမ္မကြီးသည်ရှိတယ်အနတ္တလို့ရှုနေသူကိုလှူထိုက်တယ်လို့ဆိုပါတော့ဟောပါတယ်လေအနေဆာလို့ရှုနေရင်အလူကန်းထိုက်တယ်အနတ္တလို့ရှုနေရင်အလူကန်းထိုက်တယ်ဟာမဝင်စော်ရဲ့ဒီလိုလားဟာပါတယ်လေ အနိစ္စလို့ရှုနေရင် အလူခံထိုက်တယ်အနတ္တလို့ရှုနေရင်အလူခံထိုက်တယ်တတိမေဘိကွေပုဂ္ဂလအာဟုနေရောဟောခြေသားခြေသမီးတို့တဲ့ပုဂ္ဂိုလ်ခုနှစ်မျိုးရှိတယ်တဲ့ဘယ်လိုလဲတတိမေဘိကွေပုဂ္ဂလအာဟုနေရောဘာဟုနေရောတက္ခိနေရအင်္စရိကရဏီယနုဒနပုညခေတံလောကတဘိကွေခြေသားခြေသမီးတို့ဤမေတတ္တာပုဂ္ဂလဤပုဂ္ဂိုလ်ခုနှစ်ယောက်တို့ဒီလောကတလောမှာရှင်ရရှိပါ၏အာဟုနေရအဝိမဆောင်းတဲ့အလူကိုလည်းအလူခံထိုက်ဤပါဟုနေရဧည့်သည်တို့အလုံးက ဆောင်းထားတဲ့အလူကိုလည်းလူကထိုက်ကြီးဓက်ကိနေရမြတ်တော့အလူလည်းလူကထိုက်ကြီးတမလွန်လောကတွေမှန်းမိလှနေအလူကထိုက်တဲ့အင်းစလီကရဏီယာလက်ကိုရှက်ခိုးခြင်းကလည်းထိုက်တယ်အနုဒဏပုံညာခေတ္တလောကသားအတုမရှိသောလောကရဲ့ကောင်းမှုစိုက်ပျိုးကျဲချတဲ့လယ်မြေကြီးလည်းဖြစ်တယ်တဲ့အဲ့ဒါဘာလဲဆိုရင်သင်္ခါရီသူအနိစ္စနုပ္ပတိအနိစ္စသင်ညာရှိရမယ်အနိစ္စလို့ရှုမယ်ဟုတ်ပြီနော်ပြီပြီလေအဲ့ဒီတော့ဘာလဲအနတ္တလို့ရှုမယ်သဗ္ဗေသူဓမ္မေသူအနတ္တနုပ္ပတိဝရတိ အနတ္တတရားလို့ရှုနေတဲ့ပုဂ္ဂိုလ်ကိုအလူခံထိုက်တဲ့ပုဂ္ဂိုလ်အစ်စ်လို့ဆိုရတဲ့အာဟုနေယပါဟုနေယဒက်ကိနေယအင်းစလီကရဏိယအနုဒနပုံရခက်တာလို့ဆိုသည်ဟုတ်တယ်နော်အနတ္တလို့ရှုနေတဲ့အရှင်ဘုရားတစ်ပါးကိုလူသားတို့ကိုအဝေးကဆောင်းအနီးဆောင်းဧည့်သည်အတွက်ကြုံရပြောင်းလက်ကိုရှက်အနတ္တလေးပွားနေရင်လက်ကိုရှက်ခိုးထိုက်တဲ့အနုဒနပုံရခက်တဲ့လောကသားအတုမရှိတဲ့လောကရဲ့အတုမရှိသော လောကရဲ့အစိုက်ပြိုးကျဲချတဲ့လယ်မြေကောင်းကြီးလည်းဖြစ်တယ် ဟုတ်ပြီနော်ကောင်းတော့ရမလိုက်အင်္ဂုတ္တရကနိဗ္ဗာန်ဗျာပြီးရင်အနတ္တသင်ညာသင်ညာတွေအားလုံးထဲမှာသင်ညာ၁၀ပါးထဲမှာလည်းအနတ္တသင်ညာပါပါတယ်တဲ့နော်အဲ့ဒါအော်တို့ငငယ်တော့အိမ်မှာရှိတယ်ဗျာထူးကြီးစရာတော့ဟောတဲ့ဂီရိမန္နနာတုတ်တော်ဆိုတာရှိပါတယ်နော်အဲ့တော့ကရမဇအနန္တနာတ္တသင်ညာခြေသားအနန္တာတဲ့သင်ညာ၁၀မျိုးကိုရှုမှာပွားများထုတ်ရမယ်လို့ဆိုသည်သင်ညာဘယ်နှမျိုးလဲ၁၀မျိုးပါတယ်လေ အနိစ္စသင်ညာအနတ္တသင်ညာအာတုဘသင်ညာအာရိနဝသင်ညာပါဏသင်ညာဝိဒါကသင်ညာနိရောဓသင်ညာတပ္ပလောကေအနာပရတိသင်ညာတပ္ပသင်္ခါရေသူအနိစ္စသင်ညာအာနာပါဏတတိလို့10မျိုးရှိတယ်ဗျအဲ့ဒီ10မျိုးကိုပွားများအထုတ်ပြီးနေရင်ကိုင်းတော့အဲ့ဒီ10မျိုးများပွားများအထုတ်အဲ့ဒါအဲ့ဒီထက်ကတမျိုးမျိုးအနတ္တသင်ညာလေးကိုပွားများရင်ခံစားနေရတဲ့ယောဂါတွေအကုန်လုံးပျောက်မယ်တဲ့ကွာကိုင်းတော့ဘာလို့လဲ ေးဟုတ်ပြီနော်ဒေနာကောပနသမယနာအာယသမဂီရိမန္နန်တော့အာဘာရိကောဂီရိမန္နန်လို့ခေါ်တဲ့တောင်မှနေရတာတောင်ပေါ်မှာနေရတာနှစ်သက်တဲ့ဖုံးတော်ကြီးတပါဟောရှမ်းပြည်တောင်တန်းနေပေါ်မှာတောင်နေပေါ်မှာနေရတဲ့နှစ်သက်တဲ့ဖုံးတော်ကြီးတပါနေထိုင်မကောင်းတဲ့မှာအာနန္ဒသွားစမ်းကွာတဲ့အဲ့ဒီတင်ညာဆေဘတရားဟောစမ်းအနတ္တတညာတခုတညာဓမ္မဘာကိုအပွားများအားထုတ်လို့ရှိရင်နေမကောင်းတာကသစေကောတောအာနန္ဒဂီရိမန္နန္ဒဘိက္ခုနောဓတ္တတညာဘာတိယာတိဌာနံကောပဏိတံဝိသတိအဲ့ဒီပုဂ္ဂိုလ်ရဲ့ ယောဂါရီအဘာရာဌာနသောပြိပတ်တမေယအနတ္တသင်ညာပွားရင်ဘာဖြစ်မလဲခရီခန္ဓာကိုယ်ကြီးကာယအနတ္တသကုအနတ္တသောတနာတခန္ဓာလို့လို့ရှိရင်အယံဝိသတိအဲ့ဒီအနတ္တသင်ညာအိဇာတိကဗာဟိတတရားတွေမှာပွားများအရလို့ရှိရင်ခရီခန္ဓာကိုယ်ကြီးကျမ်းကျမ်းမှန်မှချမ်းချမ်းသာသာ ဖြစ်နိုင်တယ်လို့အင်္ဂုတ္တနိကဒသကနိမဂိမနာသူဆိုပါတယ်ဟုတ်မလားဟုတ်လားဆိုပါတယ်ပြီးရင်အနတ္တသည် အနတ္တတရားတွေမများတရားများများနေလို့ရှိရင်သုတမယဉာဏ်တွေထက်ပါတယ်တဲ့သုတမယဉာဏ်တွေသုတမယဉာဏ်စိဉာဏ်မယဉာဏ်ဘာဝနာမယဉာဏ်အနတ္တတရားတွေကြားပါများရင်သုတမယဉာဏ်ထက်လာတယ်ထက်လာလို့ရှိရင်ယုတ်တရားတွေမှာစိဉာဏ်မယနဲ့အနတ္တလို့ကြံစီမယ်ကြံစီရင်ဘာဝနာမယနဲ့အနတ္တလို့ရှုမယ်ဆိုရင်နိဗ္ဗာန်ကနီးနီးလေးပါတဲ့တော့သုတမယဉာဏ်တွေအလွန်အရေးကြီးပါတယ်တို့လာကွန်းစားဟုတ်ပြီနော်အဲ့ဒါပြီးရင်အနတ္တဆိုတဲ့တရားတွေပရိစ္ဆသမုပ္ပါဒ်နဲ့အလွန်မဲ့ဆက်ဆံတဲ့တရားဖြစ်ပါတယ်တဲ့ ဘလိုတရားလဲကိုသောအေးယူပန်ဝေယူပန်ဘိတ်ကိုရအနတ္တဝေဒနာအနတ္တသင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တလို့များအတူများပွားများအားထုတ်လိုက်တဲ့ပုဂ္ဂိုလ်သည်ဟောတာကိုသောဘုဒ္ဓင်္ကြီးတံဘဂဝတ်တော်ဘိတ်ကိုရစ်သားတို့အယံကာယဟရိခန္ဓာကိုကြီးသည်တုံနာတုံမငံသင်တို့ရဲ့ဥစ္စာမဟုတ်နာပိအင်ကြီးသံဒိမြင့်သူတွေဥစ္စာမဟုတ်ပါဘူးပုပ်ပေပုပ်ပေ ရှေ့ကပူရဏံရှေ့ကဖြစ်ခဲ့တဲ့ဣဒံကမ္မံဤကံတရားကအဘိသင်္ကနံပြုတ်ပြင်ထားတဲ့ ြုတ်ပြင်းထားတဲ့ဝေဒနာအဲ့ဒီယုတ်တရားလေးကိုမင်းတို့ရှေ့ကပြုတ်ပြင်းထားလေလုပ်လိုက်တာကျတော့ချက်သားတို့တဲ့သုတ္တဝါသုတ္တမယဉ္ဉ္ရှိတဲ့ အကြံမြင်ရှိတဲ့အရိယသာဝကအရိယသာဝကသည်ပရိသတ်သမုပါဒံရေဝသာဓုကံယောနိသောမနတိခရောတိဣတိဣမတမေတတိဣဒံဟောတိအနတ္တညင်သင်တဲ့ပုဂ္ဂိုလ်ကပရိသတ်သမုပါတရားလွဲလွဲကူကူပဲဤအကြောင်းတရားကြောင့်ဤအကျိုးတရားဖြစ်သည်ဤအကြောင်းတရားချုပ်ငင်းရင်ဤအကျိုးတရားချုပ်ငင်းတယ်လို့သိနိုင်လွယ်ပါတယ်ဗျာတော့အနတ္တတရားတွေနာရင်အနတ္တညံနေရှိရင်ပရိသတ်သမုပါတ်ကိုလွဲလွဲကူကူဟုတ်တယ်လေသိနိုင်ပါတယ်တဲ့ ဒါကြောင့်မလို့အနတ္တနုပ္ပတနာသည်ပဋ္ဌာန်းမှာလည်းအယုံအလွန်အရေးကြီးပါတယ်တဲ့ကိုယ်တော့ဗါတယ်လေအေးအနတ္တနုပ္ပတနာဉာဏ်သည်ပဋ္ဌာန်းမှာလည်းအလွန်အရေးကြီးပါတယ်အဲ့တော့ပဋ္ဌာန်းပစ္စည်းအနေနဲ့ဆက်လိုက်တဲ့အခါကျရင်အနတ္တနုပ္ပတနာအနတ္တကိုရှုမှတ်ပွားများခြင်းဆိုတဲ့တရားသည်ပဋ္ဌာန်းမှာလည်းကျေစုတရားအလွန်များပါတယ်တဲ့ဟာအကုန်မဲစင်တို့ကုံအောင်ဟောခဲ့တယ်ဒါရှိလေးကိုတကယ်ပဋ္ဌာန်းကျမ်းကြီးကိုတော့တို့တက်ဟောခဲ့တယ်နော်ကုံစောင်းဗါတယ်လေပဋ္ဌာန်းကျမ်းကိုတက်ဟောခဲ့တယ် အဲ့တော့ပဋ္ဌာန်းကျမ်းနဲ့ဒါတွေကိုညီကုန်ချုပ်မှာတို့ကနော်အဲ့တော့အနတ္တနုဘသနာရပြီအနတ္တနုဘသနာရရင်ဘာတွေဖြစ်တယ်လဲအနတ္တနုဘသနာဘိညာအနတ္တနုဘသနာရရင်ဇရမရဏဩနာသေတရားမနေနေပြီတာဖြစ်မယ်ဒုလကွန်းဆောင်နေပြီတာဖြစ်ရင်ဥပ္ပါရောဘယံခန္ဓာတွေဖြစ်ပေါ်တဲ့သဘောတရားဒီဘေးအနုပ္ပါရောခေမံခန္ဓာတွေမဖြစ်တော့တာဘေးကင်းတဲ့နိဗ္ဗာန်လို့မြင်မယ်ဥပ္ပါရောသူဥပ္ပါရောဒုက္ခံအနုပ္ပါရောသူခံဥပ္ပါရောဘယံအနုပ္ပါရောခေမံ ်တို့သွားတယ်ကွန်းဆောင်ဟုတ်ပြီနော်အုပ်ပါတော့ဟာဒီခန္ဓာလေးဖြစ်ပေါ်လာခြင်းဒီဒုက္ခဆင်းရဲပါတဲ့ဘယံပေးပါအနုပ်ပါတော့ဒုက္ခဒီခန္ဓာလေးမဖြစ်ပေါ်ခြင်းဒီဒုက္ခချမ်းသာတဲ့ခေမန်ညီးအေးတဲ့နိဗ္ဗာန်လို့မြင်နိုင်တယ်တဲ့ကိုဝန်းစောကြီးတလို့လားပရိသတ်မယ်ပရိသတ်မယ်နဲ့ပါပြီးသွားပြီကျမ်းကြီး10ကျမ်းဟောခဲ့ပါတယ်ဗျာသူပဋ္ဌာန်းကျမ်းနဲ့ဒီကုန်းချုပ်ပါမယ်အဲ့တော့အတိတဓမ္မနောဓမ္မအတိတ်ကာလတုန်းကဖြစ်ပေါ်ခဲ့တဲ့အာယုန်ထဲမှာပေါ်လာတဲ့ပြစုတ် တရားတွေသည်အဲ့ဒီခန္ဓာတရားတွေသည်ပိစုတ်ပန္နာပိစုတ်ပန္နာရမဏတဓမ္မတာဥပနိဒိယပြစင်နေပြစီအနတ္တန်ဥပသနာတဲ့အနတ္တနဲ့ရှုလိုက်ရင်မနေ့ရတော်ကဆရာတော်ဥက္ကောသနာပြောသွားတဲ့တရားတွေနားထဲမှာကြားရင်ကြားရင်ကြားစဲမှလည်းခြုံရင်းသွားတယ် နန်စဲမှာလည်းခြုံငင်းသွားတယ်မြင်စဲမှာလည်းခြုံငင်းသွားတယ်ဟောအတိဒါရမဏမနေ့က14ရက်73ရက်နေ့ကတရားကိစ္စတွေသည်ပိစုပန္နရမဏတာဓမ္မတာဥပနိတရားပြည့်စင်တဲ့ပြည့်စောအနတ္တဓမ္မလို့ဆိုပါသည်အနတ္တနုပတနာလို့ဆိုပါသည်အဲ့တော့အာရမဏုပနိတရားပစ္စည်းအာယုံလေးကိုတွေ့အနန္တရူပနိတရားပစ္စည်းပကရူပနိတရားပစ္စည်းလို့ပစ္စည်း3မျိုးနဲ့ပဋ္ဌာန်းနဲ့ကြည့်လိုက်ရင်အဲ့ဒီအနတ္တနုပတနာသည်အာရမဏအာရမဏုပနိတရားပစ္စည်းနဲ့ရပြီးရွေး ဟောအဲ့ဒီအနတ္တကအနေဆာကိုအာယုံအာရမဏအာရမရုပနေတရားယဒုက္ခကိုယအနတ္တကိုယ၍နိဗ္ဗာန်ဝန်နေတယ်ပဋ္ဌာန်းနေတယ်လှဲ့ပြီးဝန်နေတယ်တဲ့ဗျာကိုယ်သမားတယ်လေအတိတ်ကတရားဒီအတိတ်ရမဏအနေဆာနုပဒနာအတိတ်ရမဏအနတ္တနုပဒနာအတိတ်ကအနုအနတ္တနုပဒနာတွေက ပြစ္ဆုတ်ပံမှာအဲ့တော့မနေ့ကအနတ္တနုပဒနာ ရှုမိတဲ့ပုံကိုဒီနေ့ကျေးဇူးများမယ်2017အနတ္တတွေရှုရင်2012မှာကျေးဇူးများမယ် ကြာတာပရိနေကအနတ္တရှုလိုက်ရင်တောက်ကြနေမှာခြေစုံများမယ်တောက်ကြနေကအနတ္တရှုရင်စနေနေ့မှာခြေစုံများမယ်အဲ့တော့အတိဒါရမနာအနတ္တနုပဒနာဘုန်းတော်တို့လားအတိဒါနုအတိဒါရမနာစနေနေ့ဟာရှုခဲ့တဲ့အာယုံဖြစ်တဲ့အနတ္တနုပဒနာသည်ပစ္စုပ္ပန်နာရမနတာတနည်းငယ်နေပစ္စုပ္ပန်မှာဖြစ်တဲ့ဓမ္မတတရားဥပနိဒယပစ္စေနာပစ္စယောခြေစုံပြုရတရားရနိုင်ပါသေးတဲ့ကွယ်တို့ရဲ့ပဋ္ဌံပါဠိတော်ဤတိအောင်အဲ့တော့အနတ္တနုပဒနာကို တရားမြတ်မဟာအနတ္တသုံးဖို့ဗါတယ်လေအနတ္တသုံးဖို့တရားမြတ်မဟာနေကုန်းချုပ်ပါတော့မယ်အဲ့ဒါကြောင့်မလို့ခြေသားတော့ဘုရားနေကုန်းချုပ်ပြီခြေသားတော့၁၁မျိုးဟောမေနော်ရေကေစီဤသင်္ခါရရေကယံကိစီဝိညာဏံအကုန်သွားပြီယောဝရဏသင်ညာသင်္ခါရဆိုတဲ့ရေကေစီဓမ္မအချင်းယောဝရဏသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့တရားတို့သည်အတ္တိဒါနာကရပိစုပ္ပန္နအတိတ်ကာလနေတော်၎င်း အနာဂတ်ကာလနဲ့တော့လည်းကောင်းပြစ္ဆုတ်ပံကာလနဲ့တော့လည်းကောင်းအစ္ဆတံအတွင်းမှာတော့လည်းကောင်းဗိဓာသူမြခန္ဓာမှာတော့လည်းကောင်းကိုယ်ခန္ဓာမှာတော့လည်းကောင်းအစ္ဆတာဗိဓာသူမြခန္ဓာကိုယ်ခန္ဓာပြီးပြီနော်အစ္ဆတာကိုယ်ခန္ဓာမှာတော့လည်းကောင်းဗိဓာဝါသူတပါးခန္ဓာနဲ့တော့လည်းကောင်းဩလာရိကံဝါကျင်းတဲ့တရားတို့ဒီလည်းကောင်းသူခုမှဝါနုညံတဲ့တရားတို့လည်းကောင်းဟိနံဝါရုပ်တဲ့တရားတို့လည်းကောင်းပဏိတံဝါသိမ်ဝဲတဲ့တရားတို့လည်းကောင်း ယန္တုရေသန္တိကေဝသဗ္ဗံဘဝိညာတသဗ္ဗံဝိညာဏံသဗ္ဗံရူပံအကုန်သွားယေတုရေသန္တိကေဝသဗ္ဗေဓမ္မအဲ့ဒီအဝေးအနိမနေသောယုတ်ဝရဏတင်ညာတင်္ဂရဝိညာဉ်တို့သည်နေတံမမဒီလိုဥစ္စာမို့ this is not time not mine ငါ this is not time not mine ငါလည်းအတ္တလည်းမဟုတ်ပါဘုရားဒိဋ္ဌိရဲ့ဥစ္စာလည်းမဟုတ်ပါတဏ္ဍာရဲ့ဥစ္စာလည်းမဟုတ်ပါဘုရားမာနရဲ့ဥစ္စာလည်းမဟုတ်ပါဘုရားလို့ယထာဘူတံဟုတ်တိုင်းမှန်စွာသမ္မပညာယာမဖောက်မပြင်းသိရသည်ဖြစ်ဖြစ်ဓာတ္တပံရှုမှတ်လေတော်ဤ အေဝင်အီတို့ညီကုန်းချုပ်ပြီအေဝင်အီတို့ခန္ဓာ၅ပါးတရားကအနိစ္စဒုက္ခအနတ္တတရားတွေလို့သိလိုက်တာကဒုက္ခသစ္စာမလို့ရင်တော့တဏှာပြတ်သွားတာကသမုဒယသစ္စာခြုံငိမ့်တာရှုမှတ်နေတာကမက္ခသစ္စာရှုမှတ်လို့ဒုက္ခသစ္စာတွေသမုဒယသစ္စာခြုံငိမ့်သွားတာကနိရောဓသစ္စာဘယ်လိုလားအေဝင်အီတို့ပတ်သန်ပတ်သန်တို့ရှုမှတ်ပွားများလိုက်သည်ရှိသောရှုမှတ်ပွားများသော သုတ္တဝါတရားနာဘူးသော သုတ္တမယဉ္ဉ္ရှိသောအရိယသာဝကောအရိယရဲ့စကားကိုနားထောင်သောပုဂ္ဂိုလ်သည် ရူပသမိန်ပြီးရုပ်တရားနိုင်လဲနိုင်ပင်တိညင်းငွေဝေဒနာရပြီးဝေဒနာနိုင်တော့၎င်းသင်ညာရပြီးသင်ညာနိုင်တော့၎င်းရုပ်ဝေဒနာသင်ညာသင်္ခါရဝิญဉ်လို့ဆိုတဲ့ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိတဲ့တရားငါမျက်နဲ့နိုင်ပင်တိညင်းငွေလေတော့ညင်းငွေသွားပြီညင်းငွေတဲ့ညာမကတစားဝင်သွားပြီနိုင်ပင်နဲ့နိုင်ပင်နဲ့တော့ညင်းငွေသည်ရှိတော့ဝိရဇတိတက်မချင်းကင်းပါ၏ဟောမကြသွားပြီဝိရာကတက်မချင်းကင်းခြင်းကြောင့်ဝိမုစတိအဲ့ဒီခန္ဓာရိကိရိတာတွေကလွတ်ပြီးဖို့ ဝိမုဒ္ဒသမိညာဏဟောဒီဖြစ်စခဏဉာဏ်ရသွားပြီဟောရဟန္တာဖြစ်သွားပြီဟောမှာပြင်းစားပြီဟောရဟန္တာဖြစ်သွားပြီမင်းတို့ဒါကြံနေတာဟုတ်ပြီနော်ခန္ဓာ၅ပါးမှာအနတ္တနဲ့ရှုလိုက်တော့ညီငွေတယ်ညီငွေတော့တတ်မခြင်းကင်းတယ်ဝိဒါကနုပသနာအဲ့တော့အဲ့တော့အနေဆာနုပသနာဒုက္ခနုပသနာအနတ္တနုပသနာနေဗိဒာနုပသနာဝိဒါကနုပသနာနိရောဓနုပသနာဒါတွေဖြစ်သွားတာအဲ့တော့ဝိပသနာခုနှစ်မျိုးတွေဖြစ်သွားပြီကိုင်းစော်ရဲ့နော်ဝိပသနာခုနှစ်မျိုးဖြစ်ပြီးတဲ့အဆုံးမှာ ခိနာဇာတိပရိသန်နေဂုံပြီဝတိတံယမစရိယမြတ်တော်ခြင်းကိုကျင့်သုံးပြီပြီကတံကရဏီယမက်ကိစ္စတွေပြူပြီပြီနာပရဣဋ္ဌတရအဲ့ဒီမဲ့ညင်ဖုန်ညာအတွေ့တန်တယံမှာအာထုတ်เสียလည်းမရှိတော့ဣတိဤသူပဇာနာတိတိဤဣမဣဒံမောဇဘဂဝါဘုရားရှင်ဣတိယကိုခေါ်လိုက်ပါပြီအတ္တမနပင်စဝဂိယဘိက္ခုဘိက္ခပင်စဝိတရငါပင်စဝိငါတို့ဒီမြတ်စွာဘုရားတရားကိုဝမ်းမြောက်ဝမ်းသာဖြစ်ကြကုန်သည်ဖြစ်၍အဘိနန္ဒုံဒီနှစ်သက်ကြည်သာရှိကြလေကုန်တော့ဤဣမသမိဇပဏဝေယကရဏသမိဇ ဤမသမိဇဝေယကရဏသမိဤအနတ္တလက္ခဏာတုတ်တန်ကြီးကိုဗာဒနတိရွှေမြို့တော်မှာဟောလိုက်သည်ရှိသောပင်စဝဂိယန္တံဘိက္ခုနံပင်စဝဂိယံငါတော်ငါဦးတို့ဤအနုပါရာယအာသောတရားတို့အာသောဤအာသောတရားတို့မှာစိတ်တာနီစိတ်တော်တို့သည်ဝိမုစိန်တို့လွန်ငင်းချမ်းသာကြလေကုန်တော့ဤအနုပါရာဘာမှမဆွဲလန်းတော့ပဲနဲ့တိနာကောပါဏသမယေနထိုအချိန်ခါ၌ လောကေလောကကြီးနဲ့အရဟံတော်ဆယန္နာယန္နာ6စုတို့ပေါ်ပေါက်တော်မူခဲ့ပါ၏တော့တတိဖယားရှင်ရဲ့ပင်စဝေ9ဦးရဲ့ထိုအခါမှာယန္နာကြီး6ပါးဖယားရှင်ကိုယန္နာလို့သုံးလိုက်ပါတယ်ယန္နာ6စုပေါ်ပေါက်တော်မူခဲ့ပါ၏အဲ့ဒါယန္နာ6စုပေါ်ပေါက်ခဲ့တဲ့ဗာရဏသီမြို့ကြီးကိုမြေမြတ်မဟာလို့လည်းသုံးခဲ့ပါတယ် ဲ့ဒီအချိန်ကိုလည်းမြတ်တဲ့အချိန်အဲ့ဒီတရားကိုလည်းမြတ်တရားနဲ့မျက်နှာတွေနားထောင်ပြီးမြတ်သောအချိန်တွေဖြစ်ပြီးမြတ်မင်္ဂလာတွေရှိပြီးမြတ်ဓမ္မတွေကိုနာယူနိုင်ကြကြသည်ဖြစ်ပြီးကိရတခတ်သိညင်း၍ဘုံကြီးမြတ်ကိုရင်မြတ်တိလရှင်မြတ်လူမြတ်ဒကာမြတ်ဒကမမြတ်တို့ဖြစ်ကြပါစေကုန်တော့တည်း